ဒီမှာကြောင်လေးကျမကြောင်လေးပါဒီမှာအနာတွေဖြစ်ကလေးဆန်လေးတွေကိုကျင်နာပါဒီမှာချက်ကြီးပဲချက်ကလေးဆန်လေးတွေကျင်နာပါလာလာဟိုဆန်ငါးကောင်းသားကိုရှိနေတော်တော်များနေနေဟိုတလေးဆန်ချက်တက်တယ်ဒါပေမဲ့အဲ့လိုမျိုးတော့ဘယ်လိုပြောမလဲရည်ရွယ်ချက်တော့မရှိဘူးပေါ့နော်သူဟိုဟာပေါ့ဟိုအိမ်နေအိမ်နေကနေပဲခရူး သူတို့ဂူးသိမ်းဆိုင်နိုင်ဘူးကိုဟိုဂူးရောစိုက်ပေမဲ့လေဟိုသူတို့တွေကလည်းအပျော် train နဲ့စောင်းရင်စီလင်ကမ်းမှာရောက်လာတာဆိုတော့လေစောင်းတော့အဲ့လိုမျိုးကြောင်စာလေးတွေကျွေးရပျော်လဲပျော်တယ်သူတို့စားနေတာကြည့်ပြီးတော့ PT ဖြစ်တာပေါ့ပုံဆက်ပြီးတော့အဲ့လိုပဲ online နေဝင်ရတာအဲ့ဒီလူနဲ့အမှဆွေမျိုးလို့ဖြစ်နေပြီကြောင်စာဝယ်ကြောင်စာရောက်တခါဝယ်လို့ရှိရင်လည်းသူတို့လေတသိန်း2သိန်း2သိန်းလောက်ဝယ်ရဝယ်လို့ရှိရင်လည်းအဲ့ဒီတသိန်းဘိုး25ရက်လောက်တော့မကအောင်မခံချင်ဘူး တို့ကအများကြီးလေကြောင်ရ15ကောင်လောက်ရှိရဲ့ရှေ့ပိုင်းတော့ဆိုတော့အဲ့လိုဆိုတော့လာသမျက်ကြောင်အကုန်ကျွေးတာအကောင်းစားကြီးကျွေးတော့သူကပျော်ပြီးတော့မပြန်ရတော့လားကိုယ့်ရင်ကကြောင်ဖြစ်သွားတယ်ဟိုလိုသူများရင်ကကြောင်ပဲမယ်ကိုယ့်ရင်မှာပဲနေတာလေတို့က12ရာသီအဲ့ပျော်လဲပျော်ပါလေအဲ့ကြောင်ပိုင်ရှင်တွေလည်းကျေးဇူးတင်ပါတယ်ဟိုကိုမရှိတဲ့အခါကြလို့ရှိရင်တို့ဟိုကိုကပြန်ပြီးတော့ဟိုကိုတော့ဆိုဂေဟူးစိုက်ပြီးပို့ပြောရတာပေါ့နော်ခါတိုင်းကျတော့စောင်းတော့မရှိကြဘူးလေအဲ့လိုမျိုးကိုက ခကြီးတွေလွန်နေတာဆိုတော့အခုမိုးရင်းဆိုတော့အခုအိမ်မှာရှိတဲ့အချိန်ကတော့လည်းကိုတေချာလေးခယူးစိုက်ဖြစ်တာပေါ့နော်ပြီးတော့ကိုတွေသွားလို့ရှိလို့ရှိရင်လည်းသူတို့အိမ်သူတို့ပြန်သွားတယ်သူတို့ပြန်သွားတယ်အဲ့လိုမျိုးအချင်းမလောက်ထားဘူးဘာဖြစ်လို့ဆိုတော့သူတို့ဒုက္ခရောက်မှကြောက်တာလေညောင်ရောတိလားတိလားပေါ့သူတို့ကကားကားဆက်နူပြီးရောရက်တာနဲ့သူတို့ပြေးလာပြီထူးဆန်းတယ်လို့သူတို့ကနားနဲ့ပဲအတန်ဆွင့်နေမနဲ့မိုးလင်းလဲသူတို့ရောက်လာပြီသူတို့ကမိုးလင်းကမိုးချုပ်အိတ်တွေအိမ်မှာပဲ ဲ့ဒါဘယ်လိုပြောမလဲသူတို့အိမ်ခဏလေးပဲပြန်အိတ်တာပေါ့နော်အဲ့လိုတော့မချုပ်ဘူးဒါပေမဲ့အနန္တတော်နည်းနည်းရှိတာပေါ့နော်သူတို့အနန္တတော်ရှိရယ်ကိုကလည်းကြောင်ချက်တော့နန်းနာတွေပါရှိကြတယ်လေအဲ့လိုမျိုးတော့အနန္တတော်ရှိကိုကိုမတော်တခါရှိရယ်လို့ပြောတယ်အဲ့လိုမျိုးကြောင်အရန်ချက်တော့အိမ်မောင်ငငယ်ရဆိုရင်ယူးမလို့တော့ဖြစ်သေးရယ်အဲ့ဟိုလုံခဲ့တဲ့ဟိုပါပေါ့၁၂နှစ် 15နှစ်လောက်တုန်းကဆိုလေကြောင်ကကိုရင်ခွင်ထဲမှာပဲတိတ်သွားတာအဲ့တော့ဆိုအော်လို့ဟိုဒီတလိမ့်ဆန်လူလူပဲပေါ့နော်ကိုလာတဲ့အချိန်ကျတော့မဆောက်ပြီးတော့မှကိုရင်ခွင်ထဲလာပြီးတော့တိတ်သွားဆိုတော့အဲ့တော့ကတော့ရင်ကျိုးမရဖြစ်တာအဲ့ဒါကြောင့်ဆောင်းကလေးဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲတမျိုးပေါ့နော်စိတ်တန်ရပါဖြစ်သွားတာအဲ့ဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့သူကကိုလာကိုကိုဆောက်ပြီးတော့မှအကိုခရီးထွက်သွားလေထွက်ပြန်လာတဲ့အချိန်မှာကို့ကိုစောက်မှာတေးတာသူတေးရမယ့်ကိစ္စသူတေးတော့မှာ ဲ့တော့သူကကိုယ်ကိုစောင့်ပြီးမှကိုယ့်ရင်ခွင်ထဲမှာလာသေးရဆိုတော့လေဟိုရင်ကျိုးမရဖြစ်ပြီးတော့ကိုယ်အဲ့တုန်းကစပြီးအကြောင်းမမွေးဖြစ်တော့ဘူးအဲ့တုန်းကကြောင်လေကိုကဟိုဟာဖုန်းကြီးပဲရွှတ်လိုက်သေးတယ်အဲ့လိုမျိုးကိုချက်တာအဆောင်။ကြောင်အတွက်ဆိုပြီးရည်ရွယ်ပြီးတော့ဖုန်းကြီးတွေပင့်ပြီးရောအဲ့လိုမျိုး။တေချာလေးပြီးတော့သူ့ကိုလည်းမြေတွေမြုပ်ပြီးပြီးတော့တေချာလေးဟိုချုပ်ဖတ်ပြီးတော့ကောင်းတဲ့ပုံပေါ်ရောက်စေချင်တာ ဟိုနေ့ကလုံခဲတစ်ဖက်လောက်ကဆုံးသွားတယ်ကြောင်တီးတီးလေးတွေလည်းအဲ့လိုပဲစောင်းတပုန်နေပါတော့မရိုက်ပြဘူးဒါပေမဲ့ခလေးတီးတီးလေးပေါ့နော်သူကနိုးနိုးနိုးဆွဲနေသေးရဲ့အဲ့ဒါသူ့လည်းကြည့်ရောပုံမှန်မဟုတ်ဘူးလေသူကပုံမှန်မဟုတ်တော့အဲစီကန်ချက်ချင်းတော့ပြာဒါပေမဲ့ဟိုသူတရက်တော့လမ်းလာသေးရဲ့ပြေးခုန်နေသေးရဲ့အာကိုတပုန်နေပါတော့မရိုက်ပြပါဘူးတလေးဆန်နေသနာတက်တော့ ုတ်တယ်ကြောင်လေးတွေကိုဗမဆောင်ဟာပေါ့နော်မေတ္တာတွေပေးရပါသူတို့နေမကောင်းလားသူတို့အဲ့လိုမျိုးသူတို့ဘာဖြစ်နေလဲလိလာလေဟိုနှာချီနှာချီလို့ရှိရင်လည်းသူတို့ကိုယ်အားတွေနှွိနှွိထွိထွိလုပ်ပေးရတယ်အမှုမဲ့မမဲ့မနေဘူးဆောင်းရတယ်ကိုကြောင်က15កောင်လောက်ရှိတယ်အစာကြီးကျွေးနေရဒါပေမဲ့ကိုယ့်အိမ်ကကြောင်မဟုတ်ဘူးဒါပေမဲ့ကိုယ့်အိမ်မှာပဲနေတယ်မနေ့မိုးလင်းအားစားပြီးတော့ညနေဟို9:00နာရီ10:00နာရီထိကိုယ့်အိမ်မှာပဲနေတယ်ပြီးမှသူ့အိမ်ပြန်သွားပေါ့ဟိုကပေါ့ဘယ်လိုပြောမလဲဒီ ိုဘက်ဒီဘက်ဖြစ်သွားဒီဘက်မှာကျတော့ဝင်းနေနဲ့ကျတော့သူတို့အိမ်ကကြောင်နေသူတို့ပေါ့နော်တထေးတွေကျတော့ဒီဘက်ကျတော့ဝန်နှန်းအိမ်ကဖြစ်သွားတယ်ဝန်နှန်းအိမ်ကပေါ့နော်ဝန်နှန်းအိမ်ကဖြစ်သွားတော့ကြောင်လေးတွေကစောင်းတော့ကြောင်စာချွေးတော့သူတို့ကလာကြာလာကြတော့ဟိုဘယ်လိုရောမလဲကြောင်လေးတွေကိုကြည့်ပြီးတော့စားလေးအများကြီးဖြစ်နေတော့လေကြောင်ကြောင်လေးတွေဟောသွေးထွက်တန်ယူတွေပါဖြစ်နေတဲ့အခါကျတော့ရှင်ကိုကဆေးတွေပါထည့်ပေးတာပေါ့နော်အဲ့လိုမျိုးဂယုတဆိုင်နဲ့တော့တလေးဆန်လေးတွေကိုကျင်နာဖြစ်တယ်ကိုကိုအမှုမဲ့မမဲ့လို့လိုက် ခလေးတွေကတခုခုနေမကောင်းဖြစ်တာလို့ပါဘူးစေကန်းပြပေးမယ်လို့မရှိမှကျွန်တော်စေကန်းတွေလည်းသွားပြရင်လုံခဲ့တဲ့တပတ်လောက်ကကြောင်လေးတိလေးတခါတသေးလေးတွေဒီလောက်လောက်လေးကိုစေကန်းသွားပြရပါဘူးနော်စေကန်းသွားပြရတဲ့ချိန်မှာအဲ့ဒီဆုံးသွားတယ်သူကကျွန်တော်သူကကြမွေးကစားနည်းနည်းလေးအမေတို့မပြတ်သေးဘူးလေအမေတို့မပြတ်သေးတဲ့ချိန်ဆိုတော့သူတို့ကိုကဟိုဂယူးဆိုင်တဲ့အချိန်မှာသူတို့စေကန်းအမိပိုးရတာပေါ့နော်အဲ့မရညာမလိုပါလို့ဖြစ်သေးရယ်ဆောင်းအဲ့လိုမရဘူး ဆောင်းချောင်းဒီရတခုခုဖြစ်သွားမရဘူးအိမ်မှာဆိုလဲအဲ့လိုပဲကိုကအကူဒီတော့လည်းလေဟိုအောက်ဆီဂျင်ရောက်ဆုံးသွားရဘာညာအဖြစ်မခံဘူးကိုကအောက်ဆီဂျင်ခက်ခဲဖြစ်သေးရဲ့ဗျလူတွေတေကြရတယ်အဲ့တေတော့ဟိုကိုရအောင်ရှာလာအောက်ဆီဂျင်ကိုရအောင်ရှာလာအဲ့ချိန်အောက်ဆီဂျင်ရှာလို့မရလို့လေတေဦးဆောင်ကြီးရဲ့တော်တော်များများအဖေတွေတောင်ဆုံးကြတာလေအဲ့ချိန်မှာကိုရအောင်တော့ရှာတယ်ဒီအောက်ဆီဂျင်ကြောင့်ကိုအဖြစ်မခံဘူး ဟိုသူတို့အပြစ်ပြောတာမဟုတ်ပါဘူးရှာလို့မရတဲ့အချိန်မှာတော့ရအောင်ရှာရှာလို့လူဟန်ပဆက်တက်နိုင်တယ်လေရှာလို့မရတဲ့အချိန်ရှာလို့မရတဲ့အချိန်မှာတော့ကိုရအောင်ရှာပြီးတော့ဒီအောက်ဆီဂျင်အတွက်ကိုအကိုသေးတယ်အဖြစ်မခံနိုင်ဘူးအဲအကြောင်ကိုရအောင်ရှာပြီးတော့လုပ်ပါအဲ့လိုမျိုးပဲဒီကိုဒီနေ့စေကန်းတော့မပြန်လိုက်လို့ဒီကြောင်လေးသေသွားမျိုးအဖြစ်မခံဘူးပေါ့နော်အဲ့တော့ကိုကဘာပဲဖြစ်ဖြစ်ဒီကြောင်လေးကိုကိုကဟိုစေကန်းပြပြအောင်ပြလိုက်တယ်နောက်တော့သူနောက်နေ့တော့ဆုံးသွားတာပေါ့နော်အဲ့ဒါကိုဖြေတာတယ် ိုမျက်စိရှိမှာတော့အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်ကိုကမနေထက်ဘူးပေါ့နော်။ကိုဘက်ကတော့ဟိုဘယ်လိုပြောမလဲတိလေးတွေကိုအစွမ်းကုန်ကိုဘက်ကခေူးဆိုင်တယ်ဟိုမနေ့တခါဆေးတခါထဲ့နေနတ်စမဖြစ်နေဆောင်းအားအဲ့လိုမျိုးတော့မရှိဘူး။ဒါပေမဲ့အခု25ကောင်းသားကိုရှိနေတော်တော်များနေနေဟိုတလိုက်ဆန်ချစ်တတ်တယ်။ဒါပေမဲ့အဲ့လိုမျိုးတော့ဘယ်လိုပြောမလဲရည်ရွယ်ချက်တော့မရှိဘူးပေါ့နော်။သူဟိုဟာပေါ့ဟိုအိမ်နေအိမ်နေရနေပဲခယူ သူတို့ဂရုသိမ်းဆိုင်နိုင်ဟိုကိုဂရုရောစိုက်ပေမဲ့လေဟိုသူတို့တွေကလည်းအပျော် train နဲ့စောင်းရင်စိတ်လည်းလမ်းမှာရောက်လာတာဆိုတော့လေစောင်းတော့အဲ့လိုမျိုးကြောင်စာလေးတွေကျွေးရတာပျော်လဲပျော်တယ်သူတို့စားနေတာကြည့်ပြီးတော့ PT ဖြစ်တာပုံဆက်ပြီးတော့အဲ့လိုပဲ online အနေဝင်ရတာအဲ့ဒီလူနဲ့အမှဆွေမျိုးလို့ဖြစ်နေပြီကြောင်စာဝယ်ကြောင်စာရအောင်တခါဝယ်လို့ရှိရင်လည်းသူတို့လေတသိန်းနှစ်နှစ်သိန်းနှစ်သိန်းလောက်ဝယ်ရတာဝယ်လို့ရှိရင်လည်းအဲ့ဒီတသိန်းဘူး15ရက်လောက်တော့မကအောင်မခံချင်ဘူး ူတို့ကအများကြီးလေးကြောင်ရ15ကောင်လောက်ရှိရဲ့ရှေ့ပိုင်းတော့ဆိုတော့အဲ့လိုဆိုတော့လာသမျှကြောင်အကုန်ကျွေးတာစာဟိုငှက်တွေလည်းကျွေးတယ်နန်းကြီးလိုလည်းဝိနာလိုငှက်တွေကအော်တယ်လေကြီးကန်းနေရတာအော်တယ်သူတို့တွေကသလိမ့်ဆန်တွေကဆုတ်တောင်းပေးရဲ့ ကွာတော့ဘာညာမဟုတ်ပါဘူးဒီလိုမျိုးဒီကြောင်စာလေးတွေအဲ့လိုမျိုးကျွေးလို့ရှိရင်တို့မစားမစားဘူးတဲ့ဟာတို့အရန်ကြိုက်တာလေမှားပြီးတော့ကျွေးရဟာတို့အရန်ကြိုက်တယ်ငားတွေပါရောတို့စားမှန်းမသိအကောင်းစားကြီးကျွေးတော့တို့ကပျော်ပြီးတော့မပြန်ညာတော့လားကိုယ်ရင်ကကြောင်ဖြစ်သွားတယ်ဟိုတို့သူများရင်ကကြောင်ပဲမယ်ကိုယ်ရင်မှာပဲနေရတယ်တို့ကဆက်နေရသည်အဲပျော်လဲပျော်ပါလေအဲ့ကြောင်ပိုင်ရှင်တွေလဲကျေးဇူးတင်ပါတယ်ဟိုကိုမရှိတဲ့အခါကြလို့ရှိရင်တို့ဟိုကိုကပြန်ပြီးတော့ ိုကိုတော့ဆိုဂေဟူးစိုက်ပြီးပို့ပြောရတာပေါ့နော်ခန်းတိုင်းကျတော့စောင်းလုံးကမရှိကြအောင်လေအဲ့လိုမျိုးကိုကအဲခေကြီးတွေလွန်နေရဆိုတော့အခုမိုးရင်းဆိုတော့အခုအိမ်မှာရှိတဲ့အချိန်ကတော့လည်းကိုတေချာလေးခေဟူးစိုက်ဖြစ်တာပေါ့နော် ပြီးတော့ကိုတွေသွားလို့ရှိလို့ရှိရင်လည်းသူတို့အိမ်သူတို့ပြန်သွားတယ်သူတို့ပြန်သွားတယ်အဲ့လိုမျိုးအချင်းမလောက်ထားဘူးဘာဖြစ်လို့ဆိုတော့သူတို့ဒုက္ခရောက်မှကြောက်တာလေရောက်ရောတိလားတိလားပေါ့သူတို့ကကားကားဆက်နိုးပြီးရက်တာနဲ့သူတို့ပြေးလာပြီထူးဆန်းတယ်လို့သူတို့ကနားနဲ့ပဲအတန်ဆွင့်နေတယ် မနေ့မိုးလင်းလဲသူတို့ရောက်လာပြီသူတို့ကမိုးလင်းကမိုးချုပ်အိတ်ဒီမှာပဲအဲ့ဒါဘယ်လိုပြောမလဲသူတို့အိမ်ကိုခဏလေးပဲပြန်အိတ်တာပေါ့နော်အဲ့လိုတော့မချုပ်ဘူးဒါပေမဲ့အနံ့သက်တော့နည်းနည်းရှိတာပေါ့နော်သူတို့အနံ့သက်တော့ရှိရယ်ကိုကလည်းကြောင်ချစ်တော့နန်းတာပဲရှိကြတယ်အဲ့လိုမျိုးတော့အနံ့သက်တော့ရှိတယ်ကိုကိုမှတော့တစ်ခါရှိတယ်လို့ပြောတယ်အဲ့လိုမျိုးကြောင်အရန်ချစ်တော့အိမ်မောင်ငငယ်ရဆိုရင်ယူမလို့တော့ဖြစ်သေးရဲ့အဲ့ဒီဟိုလုခဲ့တဲ့ဟိုပါပေါ့၁၂နှစ် 25နှစ်လောက်တုန်းကဆိုလေကြောင်ကကိုယ်ရင်ခွင်ထဲမှာပဲတည်သွားတာအဲ့တုန်းကဆိုအော်လို့ဟိုဒီတလိမ့်ဆန်လူလူပဲပေါ့နော်ကိုလာတဲ့ချိန်ကျမှစောက်ပြီးတော့မှကိုယ်ရင်ခွင်ထဲလာပြီးတော့တည်သွားဆိုတော့အဲ့တုန်းကတော့ရင်ကျိုးမရဖြစ်တာအဲ့ဒါကြောင့်ဆောင်းကလေဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲတမျိုးပေါ့နော်စိတ်ထန်ရပါဖြစ်သွားတာအဲ့ကြောင့်လေးနဲ့ပတ်သက်ပြီးသူကကိုယ်လာကိုယ်စောက်ပြီးတော့မှကိုခရီးထွက်သွားလေထွက်ပြန်လာတဲ့အချိန်မှာကို့ကိုစောက်ပြီးမှတေးတာ။ तू တေးရမယ့်ကိစ္စ तू တေးတော့မှာ ဲ့တော့သူကကိုယ်ကိုစောင့်ပြီးမှကိုယ့်ရင်ခွင်ထဲမှာလာသေးရဆိုတော့လေဟိုရင်ကျိုးမရဖြစ်ပြီးတော့ကိုယ်အဲ့တုန်းကစပြီးအကြောင်းမမွေးဖြစ်တော့ဘူးအဲ့တုန်းကကြောင်လေးကိုကဟိုဟာဖုန်ကြီးပြန်ရွှတ်လိုက်သေးရဲ့အဲ့လိုမျိုးကိုချက်တာအဆောင်ကြောင်တွက်ဆိုပြီးရည်ရွယ်ပြီးဖုန်ကြီးတွေပင့်ပြီးတော့အဲ့လိုမျိုးတေချာလေးပြီးတော့သူ့ကိုလည်းမြေတွေမြုပ်ပြီးပြီးတော့တေချာလေး ဟိုချုပ်ဖတ်ပြီးတော့ကောင်းတဲ့ဘဝရောက်စေချင်တာဟိုနေ့ကလုံခဲတစ်ဖက်လောက်ကဆုံးသွားတယ်ကြောင်တီးတီးလေးတွေလည်းအဲ့လိုပဲဆောင်းဓပုန်နေပါရောမရိုက်ပြဘူးဒါပေမဲ့ခလေးတီးတီးလေးပေါ့နော် तू ကနို့နို့နို့ဆွဲနေသေးရဲ့အဲ့ဒါသူ့လည်းကြည့်ရောပုံမှန်မဟုတ်ဘူးလေ तू ကပုံမှန်မဟုတ်တော့အဲ့စီကန်ချက်ချင်းတော့ပြာဒါပေမဲ့ဟိုသူတည့်ရတော့လမ်းလာသေးရဲ့ပြေးခုန်နေသေးရဲ့အာကိုဓပုန်နေပါရောမရိုက်ပြပါဘူးတလေးဆက်နေသနာတက်တော့ဟိုအရင်တော့အကြောင်း55နှစ်လောက်ရှိပြီလူမင်း55နှစ်လောက်ဟုတ်တယ် ဲ့တုန်းကတော့ဘယ်လိုပြောမလဲကြောင်နဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲစိတ်တန်ရဖြစ်တာပေါ့နော်ကြောင်လေးမမွေးတော့ဘူးလို့ကိုယ်ဟန်းနဲ့တက်တယ်ဆိုတော့လေအဲ့ဒါနောက်ပိုင်းကျတော့လည်းမွေးဖြစ်ပါလေဒါပေမဲ့ဟိုဘယ်လိုကြောင်နဲ့ပတ်သက်စိတ်တန်ရရှိတယ်အစအဆောင်အိမ်မှာမွေးလိုက်သေးရဲ့အခုကြောင်နေရလေကိုယ်အချစ်ဆုံးကြောင်လေမွေးလိုက်သေးရဲ့ဒါပေမဲ့အဲ့ဒီကြောင်ပြောက်သွားပြောက်သွားအချိန်မှာဆောင်းလိုက်ရှာရှိသမျှနေရာကုန်သွားတယ်။ကုန်သွားတဲ့အချိန်မှာရှာလို့မတွေ့ဘူး။ရှာလို့မတွေ့တော့ ဟိုစိတ်တဆာကြီးဖြစ်လာပေါ့နော်ဖုံးချောင်းတွေလည်းရှာဘေးနားအိမ်တွေလည်းအယူတော့ပဲလိုက်မိရတာနိအဲ့လိုမျိုးဆိုနောက်ပြီးဆုံးကြတော့ရှာလို့မတွေ့ဘူးစောင်းအိမ်မက်မက်တယ်နောက်လည်းကြာစောင်းကြောင်မသိဘူးရဲ့အညိုကြားလေးလေအညိုလေးအဲ့သူ့ဆိုရင်အကြားလေးကြားလေးလို့ခေါ်တာအဲ့သူနောက်ပြီးဆုံးကြအိမ်မက်တွေလာပြည့်ရဲ့သူမသိဘူးရဲ့တကယ်လည်းတကယ်ပဲဟိုထိတ်ဆုံးကစိန်ဆိုင်ပိုင်ရှင်လေအဲ့အိမ်မှာသူကရောက်နေတာအဲ့ဒါစောင်းကလည်းကားဖြတ်သွားတဲ့အချိန်မှာသူ့ကိုတွေ့တာအဲ့ရှာရှာယူမတက်လေး အဲ့ဒါလွန်ခဲ့တဲ့၃နှစ်လောက်ပေါ့လူလိုက်ရှာလိုက်ရှာတော့အဲ့ဒါနဲ့နောက်တော့နောက်လည်းကြောင်အောင်ဟိုတင်စိတ်တစားဖြစ်တာပေါ့နော်ကြောင်နဲ့ပတ်သက်ပြီးတော့ကြောင်ကကိုချောက်ဖြစ်တယ်ဖြစ်မှာချောက်တာကိုဝတ်လဲတာလို့ပေါ့ဖြစ်မှာချောက်လို့လေကိုရေအိမ်မှာမရှိဘူးအဲ့ဒါနဲ့သွားသွားတာပေါ့ပိုင်ရှင်ကိုအဲ့စိမ့်စိမ့်ပိုင်ရှင်ပဲလေထိတ်ရအိမ်အဲ့ဒါမေးတယ်ဟုတ်တယ်တဲ့ဒီကြောင်လေးကသူတို့ကြောင်မဟုတ်ဘူးလေကိုကလည်းလက်ဘက်တွေပိုင်ထည့်ထားတာအဲ့ဒါနဲ့သူတို့ကြောင်မဟုတ်ဘူးလေသူကပြောတယ် ။အဲ့ဒါနဲ့အဲ့ဒါနဲ့ပြောလဲပြောကိုကဟောအဲ့ဒါဆိုလို့ရှိလို့ရှိရင်အမအမမေးပြီးတာပေါ့နော်။ကိုကတော့ကားထဲမှာပဲနေ။အဲ့ဒါမေးပြီးတော့ပြန်ယူချင်းယူပါတဲ့ပြောတယ်။သူတို့ကြောင်မဟုတ်မှသူတို့တည်တော့လေ။ကြောင်အရန်လေးမှာဒါမဲ့လေထားခဲ့လိုက်တော့တယ်။ဘာဖြစ်လို့လဲစောင်းတော့ခကြီးထွက်ထွက်သွားလေ။ဆောင်တော့အဲ့နောက်ပိုင်းညာစီကန်လုတ်လိုက်တယ်အပြင်မှာပဲသူတို့ကိုကြွေးတော့မယ်သူတို့အိမ်ပြန်ချင်းပြန်လို့ရအောင်လေအဲ့အဲ့လိုမျိုးပဲလုတ်လိုက်တယ်ဒါပေမဲ့သူတို့ကကိုယ်အိမ်သားပဲကိုယ်အိမ်မှာပဲနေတယ်အဲ့လိုမျိုးအဲ့လိုမျိုး ပြီးတော့သူတို့ကစောင်းအောင်ပို့ချစ်တယ်အဲ့အမကြီးဆိုအရင်စတယ်အမကလေသူကလေတခါကျရင်စောင်းတော့သေဥဆောင်နေဆိုတော့လေဟိုအမြင်နဲ့မကြွေးနိုင်ဘူးလေသူတို့ကစောင်းအောင်ပဲချစ်တယ်အဲ့မမကြီးကစတယ်သူကရုပ်ချောတဲ့လူတွေပဲချစ်တာလဲကြောင်ကလေအဲ့ဒါဟိုကြောင်ကကုတ်ပင်းနားမှာပဲစတန်မိုင်အဲကိုကအမြင်နဲ့ဟိုတော့သူတို့အဲ့လိုမျိုးမမြင်နိုင်တဲ့မေတ္တာလေးဆိုကြောင်တို့ခွေးတို့ကတည်တယ်အဲ့လိုမျိုးဟိုအရှိပိုင်းမှာတော့လည်းအကို9ယောက်ဆိုတော့လေတူလေးတွေ မွေးတော့ကလည်းအဲ့လိုပဲခလေးတသေးလေးတွေကကိုပီနာပဲရက်တာအိမ်မှာဧည့်သည်လားဆိုလို့ရှိရင်လေကိုပီနာမှာပဲတသေးလေးတွေကလေဘာမှလည်းနားမလဲသေးဘူးလေအဲ့တော့သူရှင်ကိုပီနာပဲရက်တယ်အဲ့ဒါနဲ့အမျိုးတွေအောင်မင်းငေါ်ပြတယ်ဒီတသေးလေးရလေဘာမှနားမလဲသေးရဲ့တသေးလေးရအောင်ကိုပီနာပဲရက်တာ သူတို့ကသိတာပေါ့နော်ကိုကသူတို့ကိုချစ်တယ်ဆိုတာသိရအစာတော့ကြွေးပါလေဒါပေမဲ့သူတို့ကကိုကအဲ့လိုမျိုးသူတို့လက်ကိုကင်လိုက်တာတော့အဲ့လိုမျိုးထွေးပွေးလိုက်တာဆိုသူတို့ကပို့ခံစားရတယ်ဒါသူတို့တကယ်ချစ်တဲ့လူဆိုပြီးခံစားရတယ်အစာကတော့အမားပို့ကြွေးရကိုကတော့ကြွေးတယ်ပေါ့သေုပ်ဆောင်ဆိုတော့လေမြစ်တာကတော့ပို့ပေးဖြစ်တာပေါ့သူတို့ကသိရသူတို့ကိုချစ်တဲ့လူနားမှာပဲနေတယ် အဲတလိမ့်ဆန်လေးတွေကိုကျင်နာဖို့ပြောကျင်နာပေါ့နော်သူတို့တွေကိုအမြင်ကယူဆိုင်ပါလို့မိုးရင်းမှာဆိုလို့ရှိရင်သူတို့နှာမှော်နာတွေပဲရှိတယ်ဟာချင်အကြီးဖြစ်လို့ရှိရင်ယူဆိုင်ပြီးပါလို့ကိုကယူမဆိုင်ပြီးသူတို့တိတ်မကြခင်အသက်ဆုံးရှုံးသွား ဲ့တည်းကြောင့်သူတို့ဂယူဆိုင်ပေးပါ နွေ့နွေ့ထွေးထွေးထားပေးကြပါသူတို့အမြဲတမ်းလေးလာပြီးတော့ပေါ့နော်ဂယူဆိုင်ပေးဖို့ပြီးတော့ဆရာဝန်တွေဆိုလို့ရှိရင်လည်းရောဂါချက်ချင်းဖြစ်တာနဲ့ဆရာဝန်ရှိချက်ချင်းသွားပေးဖို့လိုအပ်တယ်ပေါ့နော်နေ့တွေညတွေမရှိဘူးသူတို့ချက်ချင်းသွားပေးပါလို့အဲ့ဒါဟိုကိုအရန်ကုသိုလ်ရရတယ်ဆောင်းတော့ဟိုကုသိုလ်ဘာညာထက်ကိုလေကိုလူသားချင်းစာနာလာသူတို့ကိုလူလိုပဲသဘောထားတာ အဲ့ဒီ driver ကိုကတော့တိရစ္ဆာန်လေးတွေကိုအရန်ချစ်တတ်တယ်လို့ပြောချင်ပါတယ်။တိရစ္ဆာန်ချစ်တဲ့လူတွေကိုလည်းအရန်ချစ်ပါတယ်လို့ပြောချင်ပါတယ်။